ကချင်ပြည်နယ်ဖက်ကန်းမြို့နယ်ကရင်မော်ကျေးရွာနယ်စမ်းကျွေကျေးရွာအနီးမှာနွန်ဘာလ25ရက်နေ့ညနေပိုင်းကစတင်ပြီးတပ်မတော်နှင့် KYBDF ပူးပေါင်းအဖွဲ့တို့ကြားတိုက်ပွဲတွေဖြစ်ပွားမှုကြောင့်ကျေးရွာအတွင်လက်နက်ကြီးကြားရောက်ပောက်ကွေးခဲ့ပြီးကျေးရွာနယ်ပြည်သူအချို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ဒေသခံတွေထံကနေသိရပါတယ်။တပ်မတော်နှင့် KYBDF ပူးပေါင်းအဖွဲ့တို့ကြားထိတွေ့တိုက်ပွဲတွေကြောင့်ဒေသခံတွေမှာနေအိမ်တွေအတွင်ပုန်းခိုနေထိုင်ခဲ့ရပြီး အချို့မှာလက်နက်ကြီးကြားရောက်ပောက်ကွေးမှုကြောင့်ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ဂရေမော်ကျေးရွာနေဒေသခံတအူးကပြောပါရယ်။နိုဝင်ဘာ25ရက်နေ့ကလေးကတိုက်ပွဲတွေကျေးရွာနားမှာဖြစ်နေကြတယ်။ကျေးရွာနေနီးတော့ရွာသားတွေကလည်းအပြစ်မထွက်ရေးကြဘူး။ဈေးဆိုင်တွေလည်းပိတ်တဲ့ဆိုင်ကပိတ်ထားကြတယ်။ကျေးရွာထဲမှာလည်းလက်နက်ကြီးကြားတာတွေရှိတယ်။ဂရေမော်မှာဆိုရင်အသက်90လောက်ရှိတဲ့ဦးလေးကြီးတယောက်လက်နက်ကြီးစားထိမှန်လို့ဈေးကူနေရတယ်။စမ်းကြေမှာလည်းထိခိုက်တဲ့တူတွေရှိတယ်လို့ကြားရလို့၎င်းကပြောပါရယ်။ အဆိုပါကရေမိုကျေးရွာမှာလက်နက်ကြီးစာမှန်ပြီးထိခိုက်ဒဏ်ရာရရှိသူမှာအသက်50နှစ်ခန့်အရွယ်ကရေမိုမိသားတပ်ဖွဲ့ဝင်ဦးရဲထွန်းစုသူဖြစ်ကစေယုံကြီးတို့ပို့ဆောင်ထားပြီးစေကူတမှုခံယူနေရလို့သိရပါရယ်လက်ရှိမှာကရေမိုကျေးရွာနဲ့စမ်းကြွယ်ကျေးရွာအနီးတို့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာရပ်တန့်နေပြီးမော်စီစာကျေးရွာအုပ်စု ဖြူစင်ကုန်းကျေးရွာအနီးမှာဒီကနေ့နိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းကစတင်ပြီးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါရယ်